ဟေးမင်းတီလာသမုတ်တရားကြီးထဲမှာလက်ရှိကဘာပေါ်ကအကြီးဆုံးတရဝါကြီးတကောင်ရှိနေတယ်ဆိုတာသူ့ကိုမြင်ဘူးသူတွေကအေယမတ်ပင်လဲပြောပြီးရင်လူတော်တင်စားခေါ်ဝေါ်ကြတယ်ဒါကတော့ဝေလငါအကြီးဆုံးမျိုးစဲ blue way ပါဒီကောင်ကြီးရဲ့အရွယ်အစားကမင်းစင်စားလူတော်မမီနိုင်ဘူးစိတ်ကူးကြည့်လိုက်ပါဘတ်စကာ၃စီးလောက်ဆက်ထားတယ်လို့ရှေးလာတဲ့ခန္ဓာကိုယ် ထုတကောင်လုံးရဲ့အလေးချိန်ဟာစင်30ရာကျော်စုပေါင်း၄ချိန်နဲ့ညီမျှပါတယ်။သူ့ရှလတစ်ခုတည်းကိုတောင်ဝေလငါပေါင်း50လောက်နှင်းပြီးမောင့်နေလို့ရသေးတယ်။ဒီလောက်ကြီးမှပြီမဲ့သူတို့ရဲ့အဓိကအစာဝခန့်မှန်းကြရတဲ့အများကြီးသိငယ်ပါတယ်။သူတို့ဟာဂရိခေါ်ပစွန်စိတ်သေးသေးလေးတွေကိုသာစားသုံးကြတယ်။ကနေ့လုံးအများဆုံး3တိုင်းကနေ၄တန်ဝင်းကျင်သည့်ဂရိတွေကိုစားသုံးနိုင်တယ်လို့သိထားပါဗျ။ ပိုအံ့ဩစရာကောင်းတာကသူတို့ရဲ့အတန်မှာလူဝေးတွေဟာကရိစံမျိုးစိတ်အားလုံးနဲ့မှာအခြေဆုံးအတန်ကိုထုတ်လွှင့်နိုင်တယ်။သူတို့ရဲ့တချင်းတန်နဲ့ဆက်တွေအတန်တွေဟာ ရေအော့ကီလိုမီတာရာပေါင်းများစွာအထိကြားရနိုင်ပါတယ်။ဒါပေမဲ့ဒီလိုကြောင်းမခွက်ကောင်းတဲ့ပင်လယ်ပြိုဘရင်ကြီးတွေဟာလူသားတွေရဲ့အမဲလိုက်မှုတွေကြောင့်မျိုးသုံးလူနီမှာဖြစ်ခဲ့ရပူပါတယ်။ကံကောင်းထောက်မှစွာပဲ1960ပြည်နှစ်လောက်ကစပြီး ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့တဲ့အတွက်သူတို့ရဲ့ဥယျာဉ်ဟာပြန်လည်တိုးပွားနေပါပြီဒီတော့ပင်လယ်ပြာကြီးထဲမှာငါးဖန်တင်မောတစီစီနေရင်ရေပန်းကြီးတစ်ခုမြင်လိုက်ရင်သတိလိုက်ပါဒါဟာကမ္ဘာအံဩကြီးတစ်ခုနဲ့မျက်ခြေမပြတ်ခင် ရင်ဆိုင်နေရတာပါ နောက်ထပ်ဗီဒီယိုတွေအတွက်မင်္ဂလာလန်း channel ကို like and follow လေးလုပ်ခဲ့ပေးပါဦး Mingla Learn. Expand your views.